ုက္ခတော့အတည်ပြုတော်ကိုဆိုင်းရောနေရတဲ့ဒုက္ခနဲ့ကြောင့်ဆရာတော်နမတ္တဆရာဒုက္ခအမှုပါဗျာ။ဟုတ်ပါ။မင်္ဂလာပါ။ဘုရားဒီလာပြုကြပါလား။ဟုတ်ကဲ့။လိုင်းမျိုးနေရပါ။ဟုတ်ကဲ့။ဘယ်မှာလဲ။လိုင်းမျိုးနေရပါ။ဒါတငယ်ချင်းတွေစုပြီးတော့ယဟန်း၁၀ပါကိုရင်၃ပါ၁၃ပါလူမှာပါ။ ဟုတ်ကဲ့73ပါရှိတဲ့အကြောင်းပေါ့ဟုတ်ကဲ့73ပါရှိတဲ့အကြောင်းကိုလှူမှာပါဟုတ်ကဲ့ပါအဲ့ဒီကဒီပြည့်စုံကြတာအများကြီးပဲဟုတ်ကဲ့ပါဘာပါလဲပါလဲပြောပြရင်စံစီစေးစားကော်ဖီဆက်ပြာမုံရေချိုးဆက်ပြာအမွေးတိုင်းဖျောင်းတိုင်းသွားတိုက်စေးသဘွတ်တန်ဟုတ်ပါပါလေးပါလေးအဲ့လိုတော့မမိတ်ပါဘူးကျမတို့ကနေ့စဉ်နေ့တိုင်းလဲလှူနေကြလေ ကျမဆိုရင်ဖုံဖုံနဲ့ဆိုရင်တပည့်အရင်လိုဖြစ်နေတော့မုံင်းကလည်းကျမတို့ညီမတွေအများတန်းချက်ပြီးဝေယဝိဆာကုစုလုပ်နေကြအဲကြောင့်မလို့ဟုတ်ကဲ့ဒီလိုပါဘာလို့ပြီးလို့ဆူနာဘောဟုတ်ကဲ့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 ဒီလိုကြောင်းလေးနဲ့ကထိန်လူရှင်ဖြစ်သွားတာဟုတ် စီစဉ်ပေးတဲ့အများရွှေပြင်ကျောင်းတိုက်ကဖုံဖုံဦးလာတော့ဒေါက်တာအရှိန်မသီရီကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ပြီးတော့တိုက်အုပ်ဆရာတော်နဲ့တကွာဒီကတန်ခါတော်အရှင်သူမြတ်တွေအားလုံးဒီကိစ္စတွေကိုစီစဉ်လောက်ကင်ပေးတဲ့ဆရာတော်တွေဝေယဝိဆအဖွဲ့တွေအားလုံးကျေးဇူးတင်ပါတယ်။ကျမတို့ကပစ္စည်းလေးတွေပဲဝယ်ချမ်းပြီးတော့အစင်စင်လေးလာလှူရတာဘယ်ဦးမှလည်းခကြီးအများကြီးသွားစရာမလိုပဲနဲ့ဒီကျောင်းတိုက်မှာနေမယ်စုစုစည်းစည်းပြောပြောပါပါနဲ့လူရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ။နောက်ပြီးတော့လေကျမတို့ကအဲ့ခုနလူပစ္စည်းအပြင်ကိုကြွလာတဲ့တန်ခါတွေအသွားပြန်အတွက်ကိုခီးစီသိမ်းလူထားတယ်ဟုတ်။အပြောကောင်းတယ်ဆိုတာနာမည်ကိုရေဖုံဖုံဥလာတော့လေလာရောသားလေလာရောသားစကားကြွယ်ပါတယ်ဗောဘိုးဘွားအရင်လဲပြင်မမှာတယ်ဒါတွေကိုစီစဉ်ပေးရတာလေဒါအားလဲခေါင်းရှုပ်ရတယ်ဟိုတန်ဃာတော်တွေလဲတထိန်များတဲ့အကြောင်းတွေလဲအားလုံးအဆင်ပြေသွားအောင် ကထိန်အလူကိုလည်းနည်းနည်းလေးနဲ့ပေါ့လူဖြစ်သွားအောင်လို့ဒါအလူရှင်တွေဘက်ကဆိုရင်လေကိုနိုင်တဲ့ဘက်ကနေပြီးတော့ကထိန်သွင်းသွင်းရတာတော့ပေါ့နော်အားကြောင့်ဘုံဘုံကျေးဇူးတင်ပါတယ်။ဟုတ်မင်္ဂလာပါ။မင်္ဂလာပါရှင့်။ဟုတ်ဘယ်ကနေကြာနေဖြစ်တာလဲဒီကနေ့လို့။အလုံအားနေပါရှင့်။အလုံအား။ဟုတ်ကဲ့။ဘုံဘုံကြောင့်ဘုရားသူဖြစ်တာလို့ပြောပြမယ်။ဘုံဘုံကြီးကြောင့်မှအမြင်ရမယ်။ လာပြီးတော့တန်ဃာတွေကိုဆုံးကပ်ပါတယ်ရှင်ဟုတ်အဲ့ဒါအနေပတ်သက်ပြီးတော့ဖုံဖုံကြီးဒီမှာအေးကထိန်ခင်းနေဟိဆိုတာဒါပထမအကြိမ်ပါရှင်ဟောဒီလိုတွေ့လိုက်ရတော့ဘယ်လိုလက်ခံစားရလဲဖုံဖုံကတော့ဖုံဖုံရဲ့စေတနာတွေကိုဒါပီတိဖြစ်ရပါတယ်ကျမတို့လည်းဒီလိုအလှူတန်းကိုဒီလိုမျိုးဖုံဖုံကြီးနဲ့ပတ်သက်လို့ဒီလိုလှူရတဲ့အတွက်ဝင်းသာကြည်နူးရပါတယ်ရှင်။ဟုတ်ပါဘူး။ဒီမှာဆိုကျွန်တော်နှစ်ခုပေါ့နော်။ဟုတ်ကဲ့။တံခါးတွေလည်းအထိတ်တွေကပြတ်သွားအောင်။တံခါးတွေလည်းတစ်ပြေးအနည်းတင်ရအောင်လုပ်ပေးတဲ့အစီအစဉ်လေးကိုဘယ်လိုလဲပြောပြမယ်။ ကထင်ရတခါမှကျမတို့ကမခင်ဘူးလို့ဒါအခုပထမဦးဆုံးကြိတ်ကထင်ခင်းရတဲ့အတွက်ဖုံဖုံဦးလာတော့ဒါဘုံဘုံရဲ့မေတ္တာစေတနာကိုဒါဥတည်มาတယ်ခင်ဗျာတပိကျမတို့ဒါလိုရတဲ့အတွက်ပီတိအများအများဖြစ်ရပါတယ်ရှင်ဟုတ်ဟုတ်အခုဒီပါလေပါလေပါလေဒီပြတ်တယ်လေတင်ငန်းနဲ့ပစ္စည်းစုံပေါ့ပစ္စည်းစုံပါလေပါလေအကုန်ဆန်းစီစားစေးလက်နေဓမ္မီသပြာစီအကုန် ဖုံးဖုံးကျောင်းမှာဒါအိမ်မှာသုံးတယ်လို့ပေါ့ဝေယဝစ္စအကုန်ပါပါတယ်ရှင်မင်္ဂလာပါရှင်ရန်နေတာသူပြကြတာအာတငယ်ချင်းတွေအပေါ်မျိုးနယ်စုံပေါ့တငယ်ချင်းတွေအကုန်လုံးစုပြီးတော့အာတမျိုးနယ်စီနေကြတော့မျိုးနယ်စုံသွားတာပါဂျီမီနာစန်းကြောင်အစ်စတာလို့လို့ပြတာအစ်စတာဆိုတာတငယ်ချင်း၈ယောက်လို့အစ်စတာလို့ပေးထားတာပါဟုတ်ကဲ့ပါအဲစမိတ်ဆက်ဟုတ်ပါပါ တီရီနင်းယူမော်ပါနင်းယူမော်ပါစုနယ်တင်မှာဆန္ဒပါရှင်ချိုတက်ပါရှင်ခင်းဆန္ဒလိုက်ပါအားရစုပြစ်တယ်လို့ပြောပြမယ်တင်ငယ် ်ကောပန်ကားတွေကောအာလှူဝဲပစ္စည်းကတော့ဆေးရော၃မိနစ်ရင်တွေအိုးမိုင်ပုံစမ်းစီစာအကုန်လုံးပေါ့ဆေးစပြာမုတ်သွားတိုက်ဆေးသဘောတန်ကော်ဖီမိတ်ရေပုံနောက်ပြီးတော့မုတ်ပေါ့ချင်းနောင်စတီကွက်ချင်းနောင်စောင်းဖြားပါရှင်ဘယ်လိုဆိုဘယ်လိုလေးစဉ်းစားပြီးဘယ်လိုလေးတိုက်နေလို့ပြောတာတငယ်ချင်းတွေကအလှူပီတီဖြည့်ပြီးတော့တယောက်တစ်မျိုးဖားလေးလှူရင် ကောင်းမလဲဆိုပြီးတော့စုတိုင်မြင်ပြီးတော့လိုအပ်တာလေးကိုထည့်ပြီးလှူပေးတာပါ အခုနောက်တော့အစီအစဉ်ကဘယ်လိုလဲသဘောကျချင်းအရန်သဘောကျတယ်စီးစနစ်လည်းကျတယ်ကတ်ချိန်မဖြစ်တဲ့အကြောင်းတွေကိုလှူခွင့်ရတဲ့အတွက်အရန်ဝမ်းသာပီတိဖြစ်ပါတယ်နှစ်တိုင်းလဲလှူဖို့အများအားစူးစမ်းပါတယ်ကတ်ချိန်မဖြစ်တဲ့အကြောင်းတွေကတ်ချိန်လေးတွေအားနည်းတွေရတဲ့အကြောင်းတွေလည်းခရီးအားနည်းတွေရအောင်ဟုတ်ကဲ့အလူတန်းလေးဖြစ်သွားအောင်ပီတီဖြစ်ပြီးတော့ပြီးတော့ဂျီနူးမိပါတယ်ကျေးဇူးပါအင်္ဂလာပါဘယ်လိုလဲလာပြီးကြတာလဲ ကျင်းမြင့်နိုင်ကလာထူတာပါရှင်ကျင်းမြင့်နိုင်ဟုတ်ကဲ့ကျင်းမြင့်နိုင်ကဒီဘလို့ဆက်ဆက်မိသွားတာပေါ့တော့တော့အော်ငကိုရီကတော့ဒီဖိုးဖိုးဥလာတော်เจ้าမှာဒီစပြီးတော့တီထောင်နေကအာတီထောင်နေကအာညီမတွေကเจ้าတို့ကဥဆိုတင်ဒေါ်ခင်မချိုတို့ရဲ့အဲညီမတွေဖြစ်တဲ့အတွက်ဖိုးဖိုးနဲ့ဒူတာနာပြုလုပ်ငန်းတွေကိုဆောင်ရွက်နိုင်နေတာပါဖြစ်ပါတယ်ဟုတ်ဟုတ်ဒီနေ့မှာဘာတွေစုပြစ်ပါလဲဘယ်ကြောင်းရတာလဲတန်ငါသုံးပါပါတယ်မက်ကင်ကြောင်းရောရပါတယ်ဟုတ် ဘာလို့ဒီတက်လဲအားကြီးပဲတော့အာကျမတို့ကဒီပေါ့နော် ABN ငယ်တငယ်ချင်းတွေစုဆောင်ထားတဲ့ဟိုအဖွဲ့လေးကနေလာလှူပြစ်တာပါအားလုံးစုဆောင်မှုရလဲ73သိန်းကျော်ရပါတယ်ဒီ73သိန်းကျော်နဲ့ဒီဖုံဖုံသုံးပါအတွက်လိုအပ်မဲ့ထင်းနဲ့ပစ္စည်းပစ္စယအစုံပေါ့နော်သင်ငန်းစံစီစေးစာအာတနေ့ဖုံဖုံနဲ့သုံးဆောင်ပစ္စည်းလေးလှူပြစ်ပါတယ် ဖမုံရဲ့အစီအစဉ်ကအာရန်ကောင်းတယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့နှစ်စဉ်နှစ်တိုင်းလဲလှူပစ်တာရေကိုရီကိုတိုင်းပေါ့နော်ဘေးချောင်းဆိုတာမသိပဲနဲ့အာဒီချောင်းတချောင်းရဲ့လိုအပ်ချက်ကလေးတွေကိုစိတ်ထဲမှာမှန်ပြီးလှူရတဲ့အတွက်ပီတိဖြစ်ရပါတယ်အာအလုံးကဒီပေါ့နော်သာသနာကိုဟိုယုံကြည်စွာနဲ့အလုံးစုပေါင်းလှူဒါန်းနဲ့ အပွဲဖြစ်တဲ့အတွက်ကြောင့်မလို့တစိမ့်တဲ့တဝမ်းနဲ့ဖြစ်မယ်လို့ထင်ပါတယ်။မင်္ဂလာပါရှင်။ဘာလို့ဒီစီဇန်နေကြတာလဲ။ဘာလို့စီဇန်နေကြတာ။ကတူရီမိသားစုပေါ့နော်။ဧကတိန်ဧကတိန်တို့ဒီကြပါရှင်။ဟိုကကြောင်းရမယ်ဆိုတော့ဒီလိုပါ။နန္ဒမိတာကြောင်း။ ဟိုတုန်းကအစီအစဉ်မှာဘယ်လိုလေးကိုရီးယားစီစဉ်ခဲ့တာလဲဘိုးဘောတော့သင်္ကန်းအကောင်းကြည့်အောင်တော့နောက်တာကိုရီးယားဘာတွေထပ်ပြီးတော့ဆောင်းကိုရီးယားလိုဆန်အော်ဆန်နေစီတွေမရုပ်ချက်တော့ငါတက်တာ18ပါပေါ့နော်အဲ့ဒါဆက်ပြာညမကြီးအဲ3 3ဆောင်းစရာပစ္စည်းတွေပေါ့ထပ်ပြီးတောင်းနဲ့အဆက်တဲ့ပစ္စည်းပေါ့ဆေးပစ္စည်းတွေပြီးတော့ထပ်ပြီးပစ္စည်းခဲ့ ဘယ်ကနေလာထူကြတာလဲကြီးမနိုင်ရပါရှင်အဲ့ဒါဘလူးလေးဒီမှာလာသူပြတဲ့လို့ပြောပြ။ဘုံဘုံကြောင်းပါ။ဘုံဘုံကြောင်းပါပေါ့နော်။အာယုံစုံနေစုံတွေကတ်နေကြတယ်။ကတ်နေကြတယ်။နေကြနေပြီးတော့ဒီနှစ်နဲ့ဆိုရင်ဒါ3နှစ်မြောက်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 အဲ့ဒါဧကတိလောက်တယ်ဆိုတော့အဲ့လိုမျိုးတချောင်းဘူးပေါ့။ ဘောရဲ့စေတော့ဘာလို့လဲပြောမလားဘာလို့ဘောကဟောတကာတွေလည်းကထိန်ဖြည့်ရအောင်ဘောဘိုးတွေလည်းအာကထိန်တင်အောင်ဒီလိုလေးလုပ်ပြရပေါ့ဟာအရန်ကိုကျေးဇူးတင်ဖို့ကောင်းပါရဲ့ကိုပုံမှန်ဆိုရင်လေဟိုကြောင်းလေးကိုလေးဦးတဲ့ဒီလိုမျိုးကထိန်လုပ်ဖို့ကမင်းရဲ့ပေါ့နော်အခုလိုမျိုးဒီလိုဧည့်သည်တွေလည်းနေတဲ့အခါကျတော့ကိုရမိသားစုလည်းတက်တိုက်ဝင်နေစီစီလုံးလူကွင်းရတယ်အဲ လူမျိုးတောင်းအတွက်လည်းကိုင်ရတဲ့အတွက်ကြောင့်ဆရာတော်များတဲ့ကျေးဇူးတွေ